အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ယနေ့ဖတ်ပြပေးမှာကတော့ဇာယဝင်းဖေဤဝိထုတို့များတဲ့မှအိမ်မက်ဆိုတဲ့ဝိထုတို့လေးပဲ ဖြစ်ပါတယ်ခင်ဗျာအားလုံးပဲနားဆင်ခံစားပေးကြပါအောင်ခင်ဗျာအိမ်မက်ကျွန်တော်ပြင်ဦးလင်မှာတာဝန်ကျနေတဲ့အခါကဖြစ်ပါတယ်ကျွန်တော်ရာထူးအဆင့်အတန်းအရာနိုင်ငံတော်ကနေခွင့်ပြုတဲ့ခြံနဲ့အဆောက်အအုံဟာတော်တော်ပဲကြဲကြဲဝန်းဝန်းခန်းခန်းနာနာရှိပါတယ် အဲ့ဒီအချိန်က ရုံးလုပ်ငန်းတာဝန်တွေရော မိသားစုကိစ္စဝိစ္စတွေရောအလွန်အဆင်ပြေတဲ့အခြေအနေမှာရှိပါတယ်။တခုပဲပြောစရာရှိတယ်။အိမ်မှာမွေးထားတဲ့အေဇေးရှင်ခွေးကြီးတည်ဆုံသွားတဲ့ကိစ္စလေးပါပဲ။တည်ရတာကလည်းဆန်းဆန်းပြပြတော့မဟုတ်ပါဘူး။သူ့အသက်ကပဲ15နှစ်16နှစ်ရှိနေပါပြီ။ရုပ်တရက်နှလုံးရောဂါနဲ့တည်ဆုံရတယ်လို့တရိတ်ဆန်ဆရာဝန်ကပြောပါတယ်။ ျွန်တော်တို့မိသားစုတစုလုံးထိုက်တင်သလောက်စိတ်မကောင်းဖြစ်ကြရပါတယ်။သူ့ကိုကျဲဝန်းတဲ့ခြံဝင်းကြီးတဲကယူကလစ်ပင်ကြီးတပင်ရဲ့အောက်မှာပဲကောင်းကောင်းမွန်မွန်တူပြီးမြုံနှံလိုက်ကြပါတယ်။အဲ့ဒီမှာကျွန်တော်တို့နောက်ထပ်ခွေးကောင်းကောင်းတကောင်ထပ်မွေးကြဖို့ဆုံးဖြတ်ကြပါတယ်။တာမန်အားဖြင့်ပြင်ဦးလင်ဟာ ခွေးရောင်းသူခွေးဝယ်သူမရှားတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။အထူးသဖြင့်တန်ဖိုးရှိတဲ့ခွေးမျိုးကောင်းမျိုးတန်တွေလည်းပေါ်တတ်ပါတယ်။ ဒါပေမဲ့ကျွန်တော်တို့ဝယ်မယ်ဆိုမှအစင်မသိအခက်မသိတယ်လို့ဖြစ်နေပါလေ။မေမျိုးမှာကျွန်တော်တို့စိတ်ကြိုက်အေးရှင်းခွေးမျိုးစားတွေကအလွဲတကူမတွေ့ပဲဖြစ်နေခဲ့ပါလေ။ဒါပေမဲ့ကျွန်တော်ရုံးကိစ္စနဲ့မန္တလေးကိုရောက်နေကြမန္တလေးနန်းရှိအောင်တော်မူဆန်တန်းကခွေးမွေးမြူမှုရောင်းမှုဝယ်မှုလုပ်တဲ့ဥသက်တင်ဆိုတဲ့လူတယောက်ရှိကြောင်းသတင်းရပါတယ်။အဲ့ဒါနဲ့ပဲအားလက်တဲ့တစ်ချိန်မှာ သူ့စီကိုတွားပါတယ်။ သူစီမှာလောလောဆယ်6နှစ်သားလောက်ပဲ ရှိတယ်။အေဇေရှင်ခွေးထီးကြီးတကောင်နဲ့7လသားလောက်ပဲရှိကြသေးတယ်။အေဇေရှင်ခွေးအထီးကလေးတကောင်အမကလေးတကောင်အားလုံး3កောင်ပဲရှိပါတယ်။အကောင်ကြီးကတော့လောလောဆယ်မရောပါဘူးတဲ့။ခွေးငယ်2កောင်တောင်မှတကောင်ပဲရောပါမယ်တဲ့။ဒီလိုပဲပြောပါတယ်။ဒီဥသက်တင်ဆိုတဲ့လူကြီးကပြောတာအလွန်ရှင်းလင်းပြတ်သားပြီးအလွန်ယူသားပုံရပါတယ်။ဆက်ဆံရေးလဲအလွန်ပွင့်လင်းပါတယ်။ ကျွန်တော်ကတော့ခွေးအထီးလေးကိုမြင်မြင်ချင်းပဲအလွန်သဘောကျလို့ဈေးစကားစပြောကြပါတယ်ဈေးစကားပြောကြရမှာတော့နည်းနည်းထူးခြားပါတယ်ဘယ်မျိုးမှနေပါသလဲခင်ဗျာပြင်းဦးလွင်မှာပါဒါဖြင့်သူ့ကိုလည်းပြင်းဦးလွင်မှာထားမှာပေါ့နော်ဟုတ်ပါတယ်ခင်ဗျာဒီတစ်ချက်ကတော့သဘောကျသွားပြီဗျာဟုတ်ကဲ့ကျွန်တော်သဘောပေါက်ပါတယ်အေးသေးချင်းတွေအတွက်ကပြင်းဦးလွင်ဟာအလွန်ကောင်းတဲ့နေရာပါပဲ ရင်ငါရောခွေးမွေးဘူးပါလားခင်ဗျာမွေးဘူးပါတယ်အဲဆေးရှင်းပါပဲနမေကစီစာတဲ့ဟိုပြီးခဲ့တဲ့လအားမှာတည်သွားရှာတယ်ခင်ဗျာဩော်အဲ့ဒီခွေးကြီးမွေးတော့ကသူ့ကျမ်းမာရေးအတွက်ဆရာဝန်တွေပါတယ်ရှိမှာပေါ့နော်ရှိပါတယ်ခင်ဗျာဟိုတရိတ်ဆန်ဆေးကုဆရာဝန်ကိုခင်မောင်လေးဆိုတာပြင်ဦးလွယ်မှာတော့နမေကြီးတဲ့ကပါပဲကျွန်တော်တို့စီစာကြီးကရုတ်တရက်နှလုံးရောကနေတေးရရှာတာဗျဩော် ဩဒါဆိုတိတ်ကောင်းပါလေဗျာအေးသေးချင်းတကောင်မွေးတဲ့အခါမှာဘလို့ကျွေးရတယ်ဘာကျွေးရတယ်ဘာဖြစ်ရင်ဘာဆေးတိုက်ရမယ်ကအစအားလုံးသိပြီးနေမှာပေါ့နော်ဟုတ်ကဲ့ကျွန်တော်တွေမဟုတ်ပါဘူးကျွန်တော်မိသားစုအားလုံးသိကြပါတယ်တိတ်ဝမ်းသာတယ်ဗျာကျွန်တော်ကခွေးမျိုးဆက်ပြီးရောင်းစားတဲ့အလုပ်ကိုလုပ်ခဲ့တာကြာပါပြီဒါပေမဲ့ကျွန်တော်ခွေးလေးတွေကိုကျွန်တော်သားသမီးတွေလိုပဲတန်ရုံတင်ရှိတယ်ခမဟုတ်ကဲ့နားလဲပါတယ်ခမကျွန်တော်တို့လည်းဒီလိုပါပဲ ဈေးကတော့3000နဲ့တဲ့ပါတယ်ကျွန်တော်လည်းမထည့်လိုက်ခင်မှာသူ့ခွေးလေးနဲ့သူနဲ့ခက်ဝေးဝေးမှာအတော်ကြအောင်စကားပြောပါတယ်ဘာတွေပြောပြီးဘာတွေမှားနေတယ်ဆိုတာကတော့မကြားရပါဘူးဒါပေမဲ့ခွေးနဲ့လူနဲ့အလွမ်းတည်နေကြလေရဲ့ဆိုတဲ့ရည်စရာမြင်ကွင်းတစ်ခုမဟုတ်တာကတော့အမှန်ပဲခမရဥဒတ်တင်ကသူ့ခွေးလေးကိုတားလို့ပဲခေါ်ပါတယ်မာဇရာရှိတာမှားလို့အားရတော့ကျွန်တော်ကားဘော်ကိုတက်ဖို့ရိုးရိုးပဲပြောပါတယ် ခွေးကလည်းပေကက်ကက်မလှုပ်ရှားပါဘူးဥသက်တင်စကားကို ကောင်းကောင်းနားထောင်ပါတယ်ဥသက်တင်ဟာကျွန်တော်တို့ရှေ့မှာခွေးနဲ့စကားပြောတဲ့အတွက်ရှိုးတိုးရှန်တဲ့အမှုအရာတစ်စက်မှမပြပါဘူးကျွန်တော်တို့ကလည်းရှိစရာလို့မခံစားမိကြဘူးဗျနည်းနည်းတော့ကြေကွဲစရာပဲလို့ခံစားရပါတယ်ဘာလို့လဲဆိုတော့ဥသက်တင်ကိုယ်တိုင်မျက်ရည်လည်နေရှာတယ်အချိန်ထဲမှာအယောင်းဝယ်မလုပ်ရင်လဲစားဝတ်နေရေးပြဿနာကလည်းရှိဟန်တူတယ်ခမညာ သူစိတ်သူလဲစူးစားပြီးတင်းဟန်တူတယ်။တားသိကံကောင်းပါလေကွာတဲ့။ပြင်းဦးလင်မှာယာဒီဥဒုကလည်းပိုကောင်းမှာကွာ။ဒီမှာထက်ကြဲကြဲဝန်းဝန်းချမ်းချမ်းသာသာနေရမှာပါတားရ။မင်းညမလေးကိုလွမ်းရင်ဘဘလာတဲ့အခါစူးစားပြီးခေါ်ခဲ့ပါမယ်ကွာ။နော်။ကဲတားတော့ကဲဥအောင်မြတ်တို့ကျွန်တော်တားအတွက်စိတ်ချပေးရစီဗျာတဲ့။ ဟုတ်တယ်ဗျာနောက်တလားလောက်နေတော့ခွေးမလေးကိုခေါ်ပြီးဥသက်တင်တယောက်ကျွန်တော်တို့ပြင်ဦးလွင်ကိုပောက်ချလာတယ်။ဘာပြောကောင်းမလဲခွေးမောင်နှမချမ်းကျဲကြီးထဲမှာပျော်လိုက်ကြပြေးလိုက်ကြတာ။ဒီတော့လဲဥသက်တင်မှာသူ့ခွေးတွေကို ကြည့်ပြီးမျက်ရည်တွေလဲလိုပဲဗျ။သူ့သားကျမ်းမာရေးအခြေအနေကိုကြည့်ပြီးဥသက်တင်အတော်ကြည်နဲ့ပုံရတယ်။ကျွန်တော်တို့မိသားစုကိုလည်းကျေးဇူးတင်စကားတွေပြောတယ်။ပြန်ကာနီးတော့တရိษံဆရာဝန်ကိုခင်မောင်လေးစီဝင်သေးတယ်။ သူတို့ကအစကတည်းကတယောက်နဲ့တယောက်တိကြတယ်ခမ။အဲ့ဒီမှာသူသားအကြောင်းမှားစရာရှိတာတွေကိုမှားခဲ့သေးတယ်လေ။ဒီလိုနဲ့နေလာခဲ့ကြတာဥသက်တင်ဟာပြင်ဦးလင်ရောက်တိုင်းသူသားကိုဝင်ဝင်နှုတ်ဆက်တယ်ဗျ။တကယ်တကယ်တကယ်ကို လူလူချင်းစကားပြောသလိုကိုဥသက်တင်ကသူသားကိုပြောတာ။ပြီးတော့ဘေးကပြုံးပြီးရက်ကြည့်နေကြတယ်ကျွန်တော်မိသားစုကိုလည်းပြောသေးတယ်။သူပြောတာအားလုံးကိုနားလည်ပါတယ်တဲ့။ အဲ့ဒီလိုပြောတာကိုဘယ်သူမှမယီမိကြဘူးဗျသူဟာကရုံယုံကြည်ကြည်ကြီးလုံနေတာကိုကျွန်တော်ကိုယ်တိုင်လည်းပြုံးအောင်မပြုံးမိပါဘူးသူ့သားကလည်းအနည်းဆုံးသူပြောတဲ့စကားတွေရဲ့တဝက်လောက်တော့နားလည်ဟန်တူတယ်ဗျမနစ်ကမိုးရင်းမှာတော့စီစာ သူ့ကိုလည်းကျွန်တော်တို့ကစီစာလိုပဲဆက်ခေါ်ကြပါတယ်စီစာအေးမိပြီးနမိုနီးယားဖြစ်ပါတယ်ဒေါက်တာခင်မောင်လေးနဲ့အတော်စူးစမ်းပြီးကုလိုက်ရပါတယ် အဲ့ဒါဥသက်တင်တရင်ကြားသွားလို့ပြင်ဦးလွင်ကိုလိုက်လာပါတယ်ကျွန်တော်တို့အိမ်မှာနှစ်ရက်တောင်တဲသွားပါတယ်စီစကျမ်းမာရေးစိတ်ချရပြီဆိုမှသူပြန်သွားပါတယ်ကျွန်တော်တို့ဒီလောက်ဆိုဥသက်တင်ရဲ့စိတ်ဥသက်တင်ရဲ့တန်ရောစဉ်ကိုအတော်ရိပ်မိလာကြပါပြီချီကျူးတဲ့လောက်ချီကျူးမိပေမဲ့စိုးရိမ်စရာလည်းဖြစ်လာပါဗျ။အဲ့ဒီအချိန်မှာပဲစီစာရုတ်တရက်အစာအစိတ်ဖြစ်ပြီးတည်ဆုံးသွားပါတယ်။ ဒေါက်တာကိုခင်မောင်လေးလည်းဘာမှမတက်နိုင်လိုက်ပါဘူးဒီအချိန်မှာကျွန်တော်တို့အစိုးရိမ်ဆုံးကဦးသက်တင်ဖြစ်ပါတယ်သူတည်သွားရင်ဘယ်နဲ့လောက်ကြမလဲပထမတစ်ချက်ကဒေါက်တာခင်မောင်လေးနဲ့တိုင်ပင်ရပါတယ်သူ့ကို ပိတ်ရပါတယ်နောက်တော့နှစ်ယောက်သဘောတူဆုံးဖြတ်ပြီးဦးသက်တင်စီကိုတရင်ပို့လိုက်ကြပါတယ်စီစားကိုကျွန်တော်အကူကြီးတယောက်ကသဘောကြလွန်းလို့ချစ်လွန်းလို့စွတ်တောင်းပြီးညကြီးနာခေါ်သွားပြီလို့ စီစားကိုတော့ခြံထဲကဟင်မလေးယာသင်းရှူးပင်ကြီးအောက်မှာမြှုပ်လိုက်ကြပါတယ်။တမိသားစုလုံးဝန်းနေကြပါတယ်။ဒါပေမဲ့စီစားသေးတဲ့ကိစ္စကို ပဝင်းကျင်မသိရအောင်အထူးထိန်းသိမ်းထားကြပါတယ်။အဓိကကဥသက်တယ်မသိအောင်ပိတ်ကြတာပါပဲ။ဒါပေမဲ့ကျွန်တော်တို့သူ့စီလောက်ကြံတဲ့ရင် ပို့ပြီးနောက်တနေ့မှပဲဥသက်တင်ပြင်ဦးလင် ကျွန်တော်စီရောက်လာပါတယ်။ရောက်ရောက်ချင်းပဲတားကိုဘယ်နေရာမှာမြှုပ်ထားပါသလဲတဲ့။ ျွန်တော်တို့မိသားစုတစ်ခုလုံးဘာပြောရမှန်းမသိဘူးဖြစ်နေကြပါတယ်။မနေ့ကတစီမောင်းနဲ့လှမောင်းနဲ့ဥအောင်မြတ်ပေးလိုက်တဲ့စာကိုရပါတယ်။တောက်မြကြီးနာပို့လိုက်တယ်လို့စာထဲမှာပါတယ်။ဟုတ်တယ်လေကျွန်တော်ရေးပေးလိုက်တဲ့စာပဲ။ဟုတ်ပါတယ်ကျွန်တော်လည်းအဲ့ဒီစာကိုယုံပါတယ်ဗျာ။ဒါပေမဲ့ဒါပေမဲ့ဘာဖြစ်တယ်လဲဥသက်တင်ကျွန်တော်မင်းညအိမ်မက်မက်တွေဗျာအဲ့ဒါကြောင့်တားတီးပြီဆိုတာကျွန်တော်တတိချာတိပါတယ် ဘယ်နေရာမှာမြုပ်တယ်ဆိုတာသာပြောကြပါဗျာကျွန်တော်ဟာကျွန်တော်စူးစမ်းဖြေမှာပါကျွန်တော်တို့တမိသားစုလုံးဘာမှမတတ်နိုင်ကြတော့ပါ စီစာမြုပ်ထားတဲ့ဟင်မလေးယားထင်းရှူပင်ကြီးအောင်ဥသက်တင်ကို လိုက်ပို့လိုက်ရပါလေဥသက်တင်ဟာအဲ့ဒီထင်းရှူပင်ကြီးအောင်မှာ သူ့ကိုယ်သူထိန်းချုပ်ပြီးငိုပါလေဒီကနေ့အထိဥသက်တင်ဘလို့အိမ်မက်မက်တလဲလို့တော့မေးမကြည့်မိပါ နားဆင်ခံစားပေးကြပါသောအရောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်ခမညာ